အလုံးပဲမင်္ဂလာပါရှင်အဲကျွန်မဒီနေ့ live လွှင့်တာပေါ့နော်အဲဘယ်နှပတ်မြောက်လဲတော့မသိဘူးပြီးခဲ့တဲ့နှစ်ပတ်တော့ပြတ်သွားတယ်ပေါ့ရှင်ပထမတစ်ပတ်ကပါလဲဆိုလို့ရှိရင်ကျွန်မကုတ်ကိစ္စနဲ့ကိုလှုပ်ရှုပ်သွားတာပေါ့နော်ဒုတိယပတ်ကတော့ကျွန်မတို့မြေပြင်မှာအဲဘေပုတ်ထောင်းတာတို့နောက်နောက်ရက်ွက်နေမိဘပြည်သူတွေရမိရဖတွေနဲ့တွေ့ဆုံတာတို့ကိုယ်စလဲလောင်းနေမိတ်ဆက်တဲ့အခမ်းအနားတွေပေါ့နော်အဲအဲ့ဒါတွေလှုပ်ခဲ့တဲ့အချိန်မှာ မနေ့ကညအောင်မိုးတွေလည်းရွာတဲ့ခါကျတော့အဲညကျတော့ဟိုခလေးတွေခလေးတွေကိုနားပေးချင်တာနဲ့ဒုတိယပတ်မလွင့်မြတ်တာဖြစ်ပါတယ်ရှင့်အဲဒီနေ့တော့ပုံမှန်ပေါ့နော်ဒီတနင်္ဂနွေနေ့ည၈နာရီဒါတော့ဝ၈နာရီကျော်သွားပါတယ်လိုင်းလိုင်းအခက်အခဲရှိနေတဲ့အတွက်ပေါ့နော် connection အခက်အခဲရှိနေတဲ့အတွက်ကျော်သွားတာဖြစ်ပါတယ်ရှင့်အဲကျွန်မအပိုင်း၃ပိုင်းလောက်ပြောချင်တာပေါ့နော်အဲပထမပိုင်းကတော့မဲဆန္ဒရှင်ပညာပေးဖြစ်ပါတယ် ကျွန်တော်တို့အခု2025အထွေထွေရွေးကောက်ပွဲကြီးอ่ะပေါ့เนาะအဲဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတရက်လုံးလိုချင်တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးမဲ့ရွေးကောက်ပွဲဖြစ်ပါတယ်အဲကျွန်တော်တို့ဒီပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေဆိုတာဒီဒီမိုကရေစီစနစ်ရဲ့ဟိုစမှတ်လည်းဖြစ်ပါတယ်ရှင်ဒီရွေးကောက်ပွဲမရှိဘဲနဲ့အဲကျွန်တော်တို့ရွေးကောက်ခံအစိုးရရွေးကောက်ခံအယက်သားအစိုးရပေါ့เนาะမတက်လာနိုင်ဘူးပေါ့ နော်အဲ့ဒါကြောင့်မလို့နော်အခုဆိုလို့ရှိရင်လည်းကျမတို့နိုင်ငံရေးအရာပေါ့နော်ဒါနိုင်ငံတာဝန်ကိုတပ်မတော်ကတာဝန်ယူထားတဲ့အချိန်မှာအဲကျမတို့အဲဒီတပ်မတော်တာဝန်ယူထားတဲ့အစိုးရကနေပြီးတော့မှရွေးကောက်ခံအရတာအစိုးရကိုပြောင်းဖို့ဆိုလို့ရှိရင်အဲဒီရွေးကောက်ပွဲကအရေးကြီးတာဖြစ်ပါတယ်ရှင့်အဲ့ဒါနံပါတ်၁ပါအဲ့ဒါကြောင့်မလို့ကျမတို့ရွေးကောက်ပွဲအဲပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ဖို့ဆိုလို့ရှိရင်အဲပြည်သူတရက်လုံးကနေမဆန္ဒရှင်ပြည်သူတရက်လုံးကပူးပေါင်းပါဝင်ကြဖို့လေ လိုအပ်ပါတယ်။နောက်အဲ့ဒါမှဒါပြည်သူစန္ဒကိုထင်ဟပ်တဲ့အဲဒီရလတ်တွေထွက်มาဖြစ်ပါတယ်ရှင့်။နောက်အဲ့ဒါကြောင့်မလို့ပြည်သူအဲမဲဆန္ဒရှင်ပြည်သူလူထုကြီးကနေပြီးတော့มาမဲထွက်ပေးကြဖို့ပေါ့နော်။အဲကျွန်မအဲ့ဒါလေးတိုက်တွန်းနှိုးဆော်ခြင်းပါတယ်။အဲဒီလိုမဲထွက်ပေးဖို့ဆိုလို့ရှိရင်အဲ့လိုဒီဇင်ဘာ28ရက်နေ့မှာအပိုင်း1ကျင်းပမှာဖြစ်ပါတယ်ရှင့်။အပိုင်း1ကိုတော့2026ခုနှစ် ဇန်နဝါရီ17ရက်မှာကျင်းပမယ်လို့နောက်ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးဖြစ်ပါတယ်။အပိုင်း၁မှာတော့102မြို့နယ်ပါ။အပိုင်း2မှာတော့မြို့နယ်100ဖြစ်ပြီးတော့မှဂျန်နဲ့83မြို့နယ်ပေါ့နော်။အဲ83 83မြို့နယ်ဂျန်နဲ့83မြို့နယ်ကတော့အဲကျမတို့အပိုင်း3မှာကျင်းပမှာဖြစ်ပါတယ်ရှင့်။အဲဘာဖြစ်လို့အဲ့လိုဆိုတော့100ရင်အဲ102ရဲ့100ရဲ့83ရဲ့ပေါင်းလိုက်ရင်နော်295မြို့နယ် ်နေရာ85မြို့နယ်ပေါ့နော်83လား82လားနောက်ဆုံးအပိုင်း3မှာကျင်းပမှာနော်အဓိကဘာလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330ရှိတယ်တိုင်းနယ်ပြည်နယ်14ခုပေါ့နော်နေပြည်တော်ကောင်စီနယ်မြေအပဝင်ပြည်တော်စုနယ်မြေအပဝင်တိုင်းနယ်ပြည်နယ်14ခုမှာအဲကျွန်တော်တို့မြို့နယ်ပေါင်း330ရှိပါတယ်အဲ့ဒီ330ထဲမှာအခုပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာအဲကျွန်တော်တို့ရွေးကောက်ပွဲမချင်းပနိုင်သေးတဲ့ မြို့နယ်တွေရှိပါတယ်အဲ့ဒါတော့56မြို့နယ်ပါရှင်လုံချုံရေးအရာစိန်ခေါ်မှုရှိပြီးတော့မှရွေးကောက်ပွဲမလုတ်တဲ့မလုတ်တဲ့သေးတဲ့နေရာရွေးကောက်ပွဲလုပ်ရင်လုံချုံရေးအရာဖြစ်နိုင်ခြင်းမရှိတဲ့နေရာမျိုးပေါ့နော်ဒါမျိုးနေရာမျိုး56မြို့နယ်မှာအဲကျွန်တော်တို့မကျင်းပါပဲနဲ့အကျန်နဲ့292မြို့နယ်ဖြစ်မှာပေါ့ရှင်294မြို့နယ်ဖြစ်မှာပေါ့ရှင်294မြို့နယ်မှာအကျင်းပါမှာဖြစ်ပါတယ် အဲ့ဒီထဲမှာပထမအပိုင်းကို102မြို့နယ်ဒုတိယအပိုင်းကမြို့နယ်တရားပြီးကျန်တဲ့မြို့နယ်80ကျော်တော့ကျမတို့အပိုင်း3မှာကျင်းပမှာဖြစ်ပါရှင့်ဒီအပိုင်း1ကတော့ခုနဒီလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမှာဖြစ်ပြီးတော့မှာအပိုင်း2ကိုတော့ကျမတို့အဲ2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာကျင်းပမှာဖြစ်ပါရှင့်အပိုင်း3လဲကျမထင်တာတော့ဗောနော်ဇန်နဝါရီလထဲမှာလကုန်ပိုင်းလောက်မှာ အကျင့်ပါမယ်လို့ယူဆပါတယ်။နောက်အဲ့ဒါပြီးရင်တော့အပိုင်း၃ပိုင်းလုံးပြီးသွားတဲ့အချိန်မှာအထွေထွေရွေးကောက်ပွဲပြီးသွားမှာဖြစ်ပါတယ်ရှင်။အပြီးတော့မှကျမတို့ဂျားပြရွေးကောက်ပွဲတွေမှာကြံခဲ့တဲ့56မြို့နယ်ကိုဂျားပြရွေးကောက်ပွဲတွေမှာဆက်လက်ကျင်းပမယ်လို့ကျမနားလည်ပါတယ်။နောက်ဒါကတော့ဒါပြည်သူလူထုကိုဟိုပြည်သူလူထုသိရမယ့်အချက်ဖြစ်ပါတယ်ရှင်။နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကျမတို့ဒီဒီကိုမြို့နယ်ကပေါ့နော် ကိုမဲဆန္ဒနယ်ကကိုမဲမဲပေးမဲ့မြို့နယ်ပေါ့ရှင်။ မြို့နယ်ကအပိုင်းတက်မှာပဲပါပါနှစ်မှာပဲပါပါသုံးမှာပဲပါပါအဲကျွန်တော်တို့အခုဟိုပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကနေလှုပ်ပေးနေတဲ့ထုတ်ပြန်ပေးနေတဲ့မဲဆင်းမှာပါဖို့အရေးကြီးပါတယ်ရှင့်အဲပြီးခဲ့တဲ့မဲဆင်းပေါ့နော်ပထမအကြိမ်ထုတ်ပြန်ခြင်းကိုတော့ကျွန်မထင်တာအောက်တိုဘာလတုန်းကလုတ်ခဲ့တယ်ကျွန်မရက်တော့မေ့သွားပြီပေါ့နော်ဒါအဲ့တုန်းကလည်းကျွန်မတို့ဖြစ်ပြင် ဖြစ်ပေါ့နော်ဖြစ်ပြင်ဖြစ်ဆိုတာအဲမပါသေးတဲ့သူတွေပါအောင်ဥမာ16နှစ်ပြည့်ပြီသားပေါ့နော်ပထမအကြိမ်မဲပေးမဲ့သူတွေပေါ့နော် အဲဒီပြီးခဲ့တဲ့9နှစ်မှာ16နှစ်ပြည့်ထားတဲ့ကလေးတွေပေါ့ရှင်လူငယ်တွေပေါ့ရှင်အခုမှ16နှစ်ပြည့်တာလည်းဖြစ်နိုင်တယ်ပြီးခဲ့တဲ့9နှစ်အတွင်းမှာ16နှစ်ပြည့်ထားတဲ့အဲနိုင်ငံသားတွေကမဲပိတ်ပိုင်권ရှိပါတယ်။နောက်သူတို့တွေကတကယ်လို့မဲဆန္ဒရှင်အစ်စ်တွေအနေနဲ့မဲဆန္ဒအဲဒီဒီမဲဆင်းမှာမပါသေးဘူးဆိုလို့ရှိရင်ကုမိသားစုထဲမှာဒီလိုမသားငယ်သမီးငယ်တွေအဲမဲဆန္ဒဒီဒီမဲဆင်းထဲမှာမပါဘူးဆိုရင်ဖြည့်လို့ဖြည့်လို့ရပါတယ်။ပြီးလို့ရှိရင်ပြင်နာတော့ကျမတို့ ဟိုပါပေါ့ရှင့်အဲပြင်နာတော့ကျွန်တော်တို့အချက်လက်မှားတာတွေပေါ့နော် အင်္ဂလိပ်စာမှားတာတို့အဖအမည်မှားတာတို့နော်မြတ်အဲဟိုနာမည်စလုံးပေါင်းမှားတာတို့နော်မှတ်ပုံတင်နံပါတ်တလုံးတလီလွဲနေတာတို့စသဖြင့်ပေါ့နော်အဲဒီလိုမျိုးလေးတွေမှာဒီလိုမျိုးကိစ္စတွေမှာဒီကျွန်တော်တို့ဖြည့်ပြင်ဖြည့်ဆောင်ရွက်ဖြည့်ပြင်ရမှာဖြစ်ပါတယ်ရှင့် ညဖြက်ကတော့ကိုမိသားစုထဲမှာပေါ့နော်မိသားစုထဲမှာအဝေးရောက်နေတယ်တခြားနေရာမှာမဲပေးမယ်အကိုတီတီကိုရှိတဲ့မြို့နယ်မှာမဲမပေးဘူးဒါပေမဲ့လူတော့မရှိနေဘူးအဲမဲဆင်းမှာပါနေတယ်ဆိုရင်ဖြက်လို့ရပါတယ်ရှင့်နောက်တစ်ခုကတော့ကိုရဲ့အဖိုးဖွားတွေပေါ့နော်တက်ကြီးရွယ်အိုးတွေအဲစုံပါသွားပြီလို့ရှိရင်စုံပါသွားပြီးပြီးတော့လူကမရှိတော့တဲ့အချိန်မှာမဲဆင်းမှာပါနေတယ်ဆိုဖြက်ရမှာဖြစ်ပါတယ်ရှင့်အဲ့ဒါပြီးခဲ့တဲ့အောက်တိုဘာပေါ့နော်အဲအောက်တိုဘာ အ၈ရက်ကနေ20ရက်လာမသိထားပါတော့เนาะအပထမအချိန်မဲဆင်းကပ်ပြီးပါပြီအဲ့မဲဆင်းမှာအပြည်သူလူထုတွေကနေပြီးတော့မဲဆင်းမှန်ကန်ရေးပူပေါင်းဆောင်ရွက်ဖို့လိုပါတယ်မဲဆန္ဒရှင်ပြည်သူလူထုတွေကနေပြီးတော့မှเนาะတက်ဆိုင်ရာကိုနဲ့ကိုရက်ချင်းမှာရှိတဲ့ဒီရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းတွေပေါ့နော်အဲအဖွဲ့အစည်းတွေမှာကတ်ထားတဲ့မဲဆင်းတွေမှာအသွားကြည့်ပြီးလို့ရှင်ဖြစ်ပြင်ဖြက်လုပ်လို့ရပါတယ်အဲဒီမှာဖြစ်ပြင်ဖြက်လုပ်ထားတဲ့သူတွေကိုအခုဒီဒီပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့မှမဲဆင်းတွေပြင်ပြီးတော့မှ ဒုတိယကြိမ်ပြင်ပြီးသားမဲဆင်းကိုထုတ်ပြန်ပေးတာဖြစ်ပါလေရှင်အထုတ်ပြန်ပေးတဲ့အချိန်မှာလည်းကျွန်တော်တို့သွားကြည့်လို့ရပါတယ်အဲဒီလာမဲ့ပေါ့နော်နိုဝင်ဘာလ15ရက်ကနေနိုဝင်ဘာလ28ရက်နေ့ထိလို့ကြေညာထားပါတယ်ရှင်နိုဝင်ဘာလကျွန်မပေါ့နော်ဒီအခုကနိုဝင်ဘာလဒီနေ့ဆို9ရက်ဖြစ်ပါတယ်နောက်ပတ်ထဲမှာပေါ့နော်နိုဝင်ဘာလ15ရက်ကနေနိုဝင်ဘာလ28ရက်နေ့ထိကိုမဲဆင်းကတ်ထား ကတ်ထားပေးမယ်မဲဆင်းကိုကြီးညာထားပေးမယ်အဲ့ဒီမဲဆင်းမှာသွားစစ်ပြီးတော့မှဖြည့်ပြင်ဖြတ်လုပ်လို့ရပါတယ်ရှင့်အဲ့ဒါကတော့ကျွန်မပထမပိုင်းပေါ့နော်ဒါအဲကျွန်မတို့မဲပေးကြမဲထွက်ပေးကြပါပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်အောင်အောင်မြင်မြင်ကျင်းပဖို့လို့အတွက်ကိုမဲဆန္ဒရှင်ပြည်သူတွေမဲထွက်ပေးကြပါဒီလိုမဲထွက်ပေးဖို့ဆိုရင်မဲဆင်းမှာပါဖို့လိုတယ်အမဲဆင်းမှာပါတဲ့ပါဖို့ပါလားမပါလားဆိုတာမဲဆင်းကတ်ထားတဲ့အချိန်ပေါ့နော်အမဲဆင်းကတ်တဲ့အချိန်ဒီမှာကျွန်မတို့က ်ဖြစ်ပြင်ဖြက်လုတ်ခြင်းအဖြစ်မဲဆင်းမှန်ကန်ရေးကိုပြည်သူလူထုတရက်လုံးကနေပူးပေါင်းဆောင်ရွက်ကြပါလို့ကျွန်မအမြင့်တရက်ခံတိုက်တွန်းလိုပါတယ်ရှင့်